ဒီမှာရဲ့ healthy lifestyle ပြည်သက်ကြီးကိုအခုပြောပြခြင်းတဲ့အကြောင်းအရာကတော့အပုံနဲ့နေထွက်နေပြီးတော့လူသူကင်းမဲ့နေတဲ့နေပြည်တော်ကဝန်ထမ်းအင်အားကြီးအကြောင်းပဲဖြစ်ပါတယ်။ငလင်လှုပ်ပြီးတပတ်အကြာဖြစ်တဲ့အဲဒီနေ့မှာတော့ဆူဆူရွရပျက်စီးနေတဲ့နေပြည်တော်စမူတီရီမြို့နယ်အတွင်းကဒီဝန်ထမ်းအင်အားကြီးမှာအပုံနဲ့နေထွက်ပေါ်နေပြီးတော့ဒီပတ်ဝန်းကျင်တစ်ဝိုက်မှာလည်းနေထိုင်သူတွေမရှိတော့ဘဲနဲ့လူသူကင်းမဲ့နေတာပဲဖြစ်ပါတယ်။ အင်အားအလုံးအထံပြင်းထန်တဲ့ငလင်ကြမှုလို့နေပြီးတော့သမုတ်တိမျိုးနယ်အတွင်းမှာရှိရတီဝန်တန်းအင်အားတွေမှာအပြည့်အစည်းများပြခဲ့ပြီးတော့လူသေဆုံးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။တချို့ဝန်တန်းအင်အားတွေရဲ့အရှိမာတော့ကယ်ဆယ်ရေးအဖွဲ့ကြီးဟာဓာတ်ပေါ်တီထားတဲ့ဒီပေါ်တော့ဓာတ်ပေါ်တီတွေကိုဆက်လက်ရှာဖွေနေပြီးတော့ဓာတ်ပေါ်တီထားတဲ့အိတ်တီလည်းရှိရဲပေါ့နော်။နောက်တချို့နေရာတွေမှာလည်းပြိုပြက်နေတဲ့အစာအုပ်တွေရဲ့မှာပစ္စည်းတွေကိုတည်ယူထုတ်နေတဲ့မြင်ကွင်းတွေလည်းတွေ့ရပါတယ်။ငလင်ကြမှုလို့တိုက်၂000ကျော် ရှိတဲ့ဒီမိရထားဝန်ထမ်းနေနေထိုင်တဲ့လိုင်းကန်းနေတိုက်3000ကျော်နဲ့4000ကျော်ရှိတဲ့လိုင်းကန်းနေအဲအဲ့ဒီမှာပျက်စီးဆုံးရှုံးမှုတွေများခဲ့ပြီးတော့အရင်က၄ဓာတ်ရှိခဲ့တဲ့တိုက်တရားလည်း၃ဓာတ်တစ်ထပ်စသဖြင့်ပေါ့နော်ပြိုကျပျက်စီးတာတွေနဲ့ကျန်ရစ်ခဲ့ပါတယ် ဆိုတော့ဝန်ထမ်းအရာတွေမှာနေထိုင်နေရဲ့ဝန်ထမ်းနေအနေနဲ့နေရက်ကိုပြန်နေသူကပြန်နေရက်ွက်တဲမှာအိမ်ထားတဲ့သူကငားတယ်ငားရမ်းပြီးတော့နေထိုင်ကြတယ်ဆိုတော့ဆူဆူရွရမထိခိုက်ခဲ့တဲ့အတိုင်းဒီအနည်းမှာလည်းဖြစ်တယ်လို့နေထိုင်ကြတဲ့ဝန်ထမ်းတွေလည်းရှိပါတယ်တချို့ဌာနတွေကတော့နေစရာစီစဉ်ပေးရတဲ့အကြောင်းကိုလည်းဝန်ထမ်းအတိုင်းဝိုင်းနေရနေပြီးတော့ပြောပြ ရေးသားထားတာရှိပါတယ်အခုလက်ရှိမှာတော့ပျက်စီးသွားတဲ့ဝန်ထမ်းအင်အားတွေတစ်ဝိုက်မှရှိတယ်ဘော်လုံးခွင်စာတင်ကြောင်းကွင်းပြင်ကျဲတို့မှာယာယီတဲငယ်လေးစောက်လုပ်ပြီးတော့နေထိုင်ကြတာတွေလည်းရှိပါတယ် ဆိုတော့ဗရောက်အင်ယာရှိတဲ့ဒီတိုက်အနီးမှာတော့ဆက်လက်နေထိုင်နေတဲ့ဝန်ထမ်းမိသားစုဝင်တအူကတော့စားရေးတောက်ရေးအတွက်ကိုယ်အစီအစဉ်နဲ့ကိုယ်ဆောင်ရွက်နေရကြောင်းပြောထားတယ်။နောက်တစ်ခုကတော့လက်စစ်မီမရတဲ့အတွက်ကြောင့်မလို့ဆိုလာမီလုံးလေးတွေလည်းလိုအပ်နေရဆိုပြီးတော့ပြောထားတာလည်းရှိပါတယ်။ match လာ28ရက်နေ့ကအင်အား richter scale 7.7အဆင့်ရှိရဲ့အဲအင်အားပြင်းထန်တဲ့ငလင်းလောက်ခတ်ခဲ့တဲ့အတွက်ကြောင့်မလို့နေပြီးတော့အပြင်အထူးအနာဆုံးဖြစ်တဲ့နေရာကတော့စကိုင်း၊နောက်မန္တလေး၊မကွေ၊ရှမ်းမြောင်းနဲ့ပဲခူးတို့မှာလူသေဆုံးမှု နဲ့ထိခိုက်ပျက်စီးမှုတွေအများအပြားရှိခဲ့ပါတယ်။ဒီငလင်ကြောင့်မို့လို့နေပြည်တော်မှာရှိတဲ့ဝင်ကြီးဌာနရုံးနေလည်းပြက်စီးခဲ့ပြီးတော့စစ်ကောင်စီရဲ့ရန်ရလဲပတ်မှုကိုလည်းထိခိုက်စေခဲ့ပါဗျ။အဲလက်ရှိမှာတော့ရုံးလုပ်ငန်းတွေကအရင်အတိုင်းပဲလဲပတ်နိုင်ခြင်းမရှိသေးတော့လည်းပဲဝင်တန်းတွေကိုရုံးလာဖို့အတွက်ညွှန်ကြားထားတာရှိကြောင်းလည်းသိရပါဗျ။ဌာနချို့မှာတော့ဝင်တန်းတွေရုံးမလာဘူးဆိုလို့ရှိရင်ပြက်ကွက်စရင်ထည့်သွင်းပြီးတော့အရေးယူနေတဲ့အကြောင်းကိုလည်းဝင်တန်းအတိုင်းဝိုင်းနေရပြီးတော့သိရတာမျိုးတွေရှိပါဗျ။ ဒါကတော့နေပြီးတော့မှဖြစ်နေတဲ့အဖြစ်အပျက်လေးကိုဒီကျမရဲ့ပြဿနာတွေအကုန်လုံးသိအောင်လို့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဆိုတော့အားလုံးပဲကျမပြောနေကြတဲ့အတိုင်းပဲအဲအဆအဆအရာကယူဆိုင်ဖို့မှာကျမတယ်။အဲတဘာဝဘေးရန်နေရရောနောက်ပြီးသွားလို့ရှိရင်တခြားအန္တရာယ်တွေရောပေါ့နော်ခက်ကလည်းမကောင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နောက်တစ်ခုကတော့ပုံမှန်တိုင်းစုဆောင်းပေးရမယ်ဆိုလို့ရှိရင်ဘေးကင်းလုံခြုံကြပါစီရှင်။